မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်စစ်ရုံးချုပ်အနီး AAR ခတ်တော်ပူပေါင်းတက်ရောက်ရှိနေပြီဟုသတင်းများထွက်ပေါ်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်နေပြည်တော်စီယုံကျုံအနီး AA နဲ့ AR ကတက်တော်ပူပေါင်းတက်ဖွဲ့တွေရောက်ရှိနေပြီဆိုတဲ့တဲ့ဟာနေပြည်တော်အတွင်းမှာလွန်ခဲ့သောမိနစ်အနည်းငယ်အတွင်းမှာစစ်အရာရှိအစိမ့်မြင့်တွေရဲ့စိုးရိမ်မှုများကိုထူးခြားစွာတိုးစေလိုက်ပြန်ပါတယ် မကြသေးမီကတင်ရန်ကုန်နှင့်ပဲခူးဒေသအထိထိခိုက်လာနေတဲ့စစ်တပ်နှင့်ပြည်သူတော်လှန်ရေးတပ်များအကြားတိုက်ပွဲတွေမှာစစ်အဖွဲ့အစည်းတွေအပြိုင်ဆိုင်ဖြုတ်ကွဲလာတာတွေ့ရပြီးနောက်ယခုအခါမှာတော့အရေးကြီးဆုံးနေရာတစ်ခုဖြစ်တဲ့နေပြည်တော်ကိုပူးပေါင်းတပ်ဖွဲ့တွေရောက်လာပြီးဆိုတဲ့တဲ့ရင်ဟာစစ်အစိုးရအတွက်တခဏတောင်တက်တာမှုမရှိသေးပဲအတိအမှတ်ပြုရတဲ့တဲ့ရင်ဖြစ်လာခဲ့ပါတယ်။တဲ့ရင်ရင်းမြစ်အချို့ကတော့ AA တပ်ဖွဲ့နဲ့ အာရကတက်တော်ကဥပောင်းတက်ခွဲအဖြစ်တလက်သေးလှုပ်ဆောင်နေပြီးရှမ်းပြည်နယ်တောင်ပိုင်းမှာတဆင့် AOD တောင်နှန်းကြားနေနေမိတို့စစ်စင်ရေလှုပ်ရှားမှုတိုးလာပြီးဖြစ်ကြောင်းပြောဆိုထားကြပြီးအနီအနာဒေသများမှလည်းစစ်ဖွဲ့စည်းများကိုတည်င်းယူသူများလှည့်ပတ်သူများအဖမ်းခံနေရတဲ့အကြောင်းများချက်တလဲလဲထွက်ပေါ်နေကြတယ်။နေပြည်တော်ကိုကာကွယ်နေတဲ့စစ်တပ်တန်းစင်များအနေနဲ့လည်းလက်ရှိမှာရှုမြင်လို့ရသည့်အတိုင်းတရင်တစ်ခုချင်းစီကိုပြန်လည်ခွဲကြပြီးညအချိန်တွင်လေကြောင်းနဲ့လေလံမှုလှုပ်ဆောင်မှုများဆက်လက်ပြုလုပ်နေကြတော့လေ။ လုံခြုံရေးအာမခံချက်ဟာနေပြည်တော်တွင်ရခင်ကလို့မရှိတော့ပါကြောင်းအကြောင်းရင်းတစ်ခုကတော့ AA နဲ့အရခတ်တက်တော်တို့ဟာတကယ်ပဲစိတ်အရာရှိတချို့အနေနဲ့မတိုင်မီကြတဲ့ကလက်နက်ဖွင့်ဆက်သွယ်မှုရှိနေကြတာကြောင့်ဖြစ်နိုင်ကြောင်းလည်းတုံသက်သူများကပြောကြပါတယ်ထိုကူပေါင်းတပ်ဖွဲ့ဟာစေအုပ်စုရဲ့အဓိကတပ်သားရာနေရာဖြစ်တဲ့နေပြည်တော်ကိုမတိုင်မီနေရာအများဆုံးအထိရောက်လာနိုင်တာဟာစေအုပ်စုအတွက်စစ်ပြူဟာအရာအပြင်းထန်ဆုံးနာကျင်တစ်ခုဖြစ်ပြီးတန်တရားနဲ့ကြောက်ရွံ့မှုတွေကိုကျင်းကျက်စွာဖြစ်စေလိုပါတယ် နေပြည်တော်အတွင်းမှာလုံခြုံရေးတိုးမြင့်ရေးအတွက်လက်နက်အမြင့်မတိတပ်ဖွဲ့များကိုလှည့်လည်စောင့်ကြည့်ခိုင်းထားခြင်းတွေလေတပ်ဌာနကလေကြီးများကိုညာတိုင်းပြန်တန်းခိုင်းထားခြင်းတွေပါထူးခြားစွာတိုးလာနေပြီးဗိုလ်ချုပ်အဆင့်ရှိသူများကိုတနေရာတည်းတနေရာတည်းမနေအောင်ပြန်လည်ခွဲခြားနေကြတဲ့သတင်းအရအခုလိုပူးပေါင်းတပ်ဖွဲ့တွေရောက်ရှိလာခြင်းဟာနေပြည်တော်ကိုတိုက်ခိုက်ရန်မဟုတ်ဘဲစစ်တပ်၏အဓိကထိပ်သီးဌာနကိုသတင်းယူရန်နှင့်စစ်စင်ရေးအဖွဲ့အစည်းအချို့ကိုချိုးဖောက်ရန်ဖြစ်နိုင်ကြောင်းလည်းတချို့ကသုံးသပ်ကြပါတယ်။သို့သောလက်တွေ့အနေနဲ့စစ်တပ်တချို့က ထိတ်တန်းပြုခညှိနှိုင်းဌာနမှစီရေးသတင်းအချက်အလက်များပေါက်ကြားနေပြီးအေအေနှင့်အာရခတို့ကထိုသတင်းများကိုအသုံးချနိုင်နေကြောင်းသတင်းတချို့ကပြောကြားပါတယ်။နေပြည်တော်နယ်နိမိတ်တဝိုက်မှာလေရင်အဆက်မပြတ်ပြန်တမ်းမှုတွေရှိနေပြီးပြည်သူတွေအနေနဲ့လည်းစစ်အာဏာရှင်အနာဂတ်နောက်ဆုံးအချိုးအခြေအနေကပေါ်လာပြီလားဆိုတဲ့မေးခွန်းကိုစိတ်ထဲတွင်ထည့်မိနေကြပြန်ပါတယ်။ဤအခါမှာမြန်မာတပ်မတော်ဟာတနိုင်ငံလုံးအပေါ်စီးမြင်ထိန်ချုပ်မှုတွေကိုဆုံးရှုံးလာသည့်အချိန်အဖြစ်သမိုင်းဝင်အမှတ်တရစိတ်တစ်ခုအဖြစ် ဖြစ်လာနိုင်ပြီဖြစ်ပြီးနေပြည်တော်အနီးသို့တချို့အဖွဲ့အစည်းများရောက်လာခြင်းဟာစစ်အစိုးရ၏လက်ရှိအခြေအနေကိုပြသနေသောသတင်းအမှန်တရားတစ်စိတ်တစ်ပိုင်းဖြစ်နေပါတယ်။ဆလပီကိုကိုချွန်းမြို့တွင်ညိုစောကိုမဲပေးရန်ဟုဆိုကာသာသမိပိုင်ကော်မတီများမှဝန်ထမ်းများကိုလဆာအဖြစ်နေစားစရိတ်ငင်ဖြင့်ကိုကိုကျွန်းတို့ယာယီပြောင်းရွှေ့တယ်ဆိုတဲ့တဲ့င်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ရန်ကုန်တိုင်းကိုကိုကျွန်းမြို့တွင်လက်ရှိဝင်ကြီးချုပ်ရာသူရယူထားသောစက်ဖွဲ့ပါတီဤပြည်သူ့လွတ်တော်ကိုစစ်လေလောင်မျိုးစောကိုမဲပေးရန်ဟုဆိုကာ မျိုးစောဤသာသမီပိုင်ကုမ္ပဏီများမှဝန်ထမ်းများကိုလစာအပြည့်နေစားစရိတ်ငိမ့်ဖြင့်ကိုကိုကျွန်းတို့ယာယီပြောင်းရွှေ့ခိုင်းနေကြောင်းပြောင်းရွှေ့ရာတွင်ပါဝင်သောကုမ္ပဏီဝန်ထမ်းများဤမိသားစုအတိုင်းဝိုင်းကသတင်းဌာနကိုပြောပါရယ်ကိုကိုကျွန်းမျိုးနှင့်ပြည်သူ့လွတ်တော်အမှတ်နေရာအတွက်ကျန်းဖို့ပါတီကိုစားပြုမျိုးစောနှင့်ပြည်သူ့ရှေ့ဆောင်ပါတီမှဝင်းကျော်သူတို့ကနှစ်ဦးတည်းရှင်ပြန်ရမည်ဖြစ်တော်လေမျိုးစောဤသာသမီများပိုင်ဆိုင်သောကုမ္ပဏီများမှဝန်ထမ်းများကိုယာယီကိုကိုကျွန်းတို့ပြောင်းရွှေ့ခိုင်းခဲ့ခြင်းဖြစ်ကြောင်း ပြောင်းရွှေ့သောကုမ္ပဏီဝန်ထမ်းများကိုလည်းနှိစားစရိတ်ငင်လောက်ခလာစာအပြည့်နဲ့မှုဖို့ငါးသိန်းပါပေးကြောင်းကိုကိုကျွန်းတို့ယာယီပြောင်းရွှေ့သူများမှရှင်းမြုံနယ်တွင်မျိုးစောကိုမဲပေးရန်ပြောင်းရွှေ့မဲစရင်လျှောက်ထားမှုကိုလည်းကုမ္ပဏီဘက်ကလှုံ့ဆော်ပေးကြောင်းသိရပါတယ်မျိုးစောတွင်တန့်ညိုစောတင့်ညိုစောနှင့်စင့်ညိုစောဆိုသည့်တာသမီ၃ဦးရှိပြီးသမီးတန့်ညိုစောကဒေါက်တာဆွဲမှန်အောင်နှင့်အိမ်နောင်ကြကမျိုးစောဤစီးပွားရေးလုပ်ငန်းများအလုံးကိုဦးစီးလုပ်ကိုင်နေခြင်းဖြစ်ကြောင်းသိရပါတယ် ကိုကိုကျွန်းကိုရွှေ့တာကကိုစွဲဒေါက်တာစွဲမှန်အောင်ရဲ့ကုမ္ပဏီကဝန်ထမ်းတွေပါတယ်။နောက်ပြီး Apple Fair ကကုမ္ပဏီဝန်ထမ်းတွေလည်းပါတယ်။ကိုကိုကျွန်းမှာမဲစရင်အပြောင်းပုံစံ15လျှောက်ခိုင်းနေ။မဲပီပီရလက်ထွက်ပြီးရင်ပြန်လာခေါ်မယ်။နေစားစရိတ်ငယ်လစာအပြည့်အပြင်မိုးဘိုး9သိန်းပေးတယ်။မိသားစုပါရင်လည်းမိသားစုဝင်တအူးကို9သိန်းထပ်ပေးတယ်ဟုပြောင်းရွှေ့ရာတွင်ပါဝင်ခဲ့သောကုမ္ပဏီဝန်ထမ်းတအူးကပြောဆိုပါတယ်။ ညိုစောသည်အော်တိုဘာလ25ရက်နေ့ကဝင်ကြီးချုပ်ရာထူးဖြင့်ကိုကိုကျွန်းတို့သွားရောက်၍နေဆွဲစည်းရုံးမှုများလှုပ်ဆောင်ခဲ့တော်လဲဝန်ထမ်းများက၎င်းကိုမဲမပေးမီကိုစိုးရင်ပူပန်မှုများရှိနေကြောင်းထို့ကြောင့်ဝန်ထမ်းများ၏ဘဝကိုကိုကျွန်းတို့နှင့်မှပြည်သူများနှင့်မိသားစုများ၏ဘဝများကိုဒူတာလျင်မြင့်တင်ပေးနိုင်မည်ဟုပြောဆိုက၎င်းကိုမဲပေးရန်ပြောဆိုခဲ့ကြောင်းသိရပါသည်ယူဆောမှာစစ်တပ်တွင်ဗိုလ်ချုပ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့စဉ်အကြံဖန်မြေအောင်လိုင်ကအကြံပေးအဖြစ်ခန့်အပ်ခဲ့ပြီး တန်းရွှေခေတွင်လည်းတန်းရွှေဤစိတ်ချယုံကြည်အားကိုးရသောဂျပန်ရင်းတအုပ်ဖြစ်ခဲ့ကြောင်းစစ်တပ်သတင်းရင်းမြစ်များကပြောဆိုပါရယ်မျိုးစောသည်2020ခုနှစ်တွင်စစ်တောက်ချုပ်အဖြစ်မှအနားယူခဲ့ပြီးစစ်တပ်၏အရန်အင်အားစရင်တွင်းခံခဲ့ရသည်စစ်တပ်ကတော့အပတ်စဉ်24ကျောင်းစင်းမျိုးစောမှမြမစီးပွားရေးကော်ပိုရေးရှင်း MEC ဥက္ကဋ္ဌအင်ဝဘန်ဥက္ကဋ္ဌမြောင်လိုက်အကြံပေးစသည့်ယာတူးများစွာကိုရယူခဲ့တဲ့အပြင်တမရော်နီးပညာတက္ကသိုလ်ကျောင်းအုပ်ကြီးစစ်တပ်ကတော့ကျောင်းအုပ်ကြီးတောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှာ အလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဖုံစစ်ထောက်ချုပ်စသည့်ယာဒူးတာဝန်များအစဉ်စစ်ထမ်းဆောင်ခဲ့ကအထက်နှစ်အောက်ဝေးစားမျှစားအကြာသဟဇာတာဖြစ်အောင်နေထိုင်တလုံးသူဟုနာမည်ကြီးကစေကောင်းဆောင်ဟောင်းတန့်ရွှေကအထူးသဘောကျခဲ့သူတဦးဖြစ်ပါတယ်။အကြံဖတ်မေအောင်လိုင်ကအာနာသိန်းစေကောင်းဆောင်ဖြစ်လာသောအခါတွင်လည်းတန့်ရွှေတပည့်အရင်ညိုစောကိုဖြန့်လေအသုံးပြုပြီးအငိမ့်စားအဖြစ်သတ်မှတ်နိုင်သောအရန်အင်အားထိုင်ကုန်တွင်ထိုင်နေရသည့်တိုင်ညိုစောမှယာဒူးတာဝန်များစွာပေးအပ်ခံခဲ့ရကား နောက်ဆုံးတွင်ဝင်ကြီးချုပ်အဖြစ်မြောက်လိုင်းကခန့်အပ်ခဲ့ပြန်သည်မြို့စောသည်ယနေ့အချိန်အထိခေါင်းဆောင်ဟောင်းတန်းရွှေနှင့်မိသားစုများထံသို့အဝင်အထွက်ရှိပြီးတန်းရွှေဤလိုအပ်ချက်များကို၎င်းကအရေးတယူဂရုတစိုက်ဖြည့်ဆည်းပေးနေစေဖြစ်သည်ဟုတပ်သတင်းရင်းမြစ်တချို့ကဆိုပါသည်ဆလပီတရားဦးနယ်မှာလူငယ်တွေကိုစစ်တပ်ပေါ်တာဆွဲတယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းတရားဦးမြို့နယ်မှာစစ်တပ်ကပေါ်တာဆွဲတာတွေပြုလုပ်နေပြီးအခုအပတ်စဉ်အတွက်လူငယ်တရာအထိပေါ်တာဆွဲမယ်လို့မြို့ကန်တွေစီကတည်ရပါတယ်။ စစ်မှုရန်အဖက်စင်20အတွက်တရာဦးမျိုးပဝင်းချင်းကဂျေးရွာတွေမှာပေါ်တာဆွဲတာတွေအော်တိုဘားလာနောက်ဆုံးဘက်ကစတင်ပြုလုပ်နေပြီးလူဦးရေ30တာရရှိသေးတာကြောင့်80ထပ်မံခေါ်ယူဖို့လိုသေးတယ်လို့အုပ်ချုပ်ရေးတာဝန်ရှိသူတွေကပြောကြောင်းမြို့ကန်တွေကပြောပါတယ်မြို့ပေါ်မှာည9နာရီဆိုဘယ်သူမှအပြင်းမထွက်ကြတော့ဘူးဆွဲတာကတော့ထွေအုပ်ရဲစစ်သားစုဆောင်ရေးတွေပူပေါင်းပြီးဆွဲတာလို့မြို့ကန်တအုပ်ကပြောပါတယ် ပေါ်တာဆွဲခံရသူအများစုဟာကြေးရွာတွေဘက်ကနေမြို့ပေါ်ကိုအလုလာလုကြသူတွေဖြစ်ပြီးအလုသွားချိန်မနက်အစောနဲ့ညနေခင်းတွေမှာပုံမပေါ်တာဆွဲလေရှိတယ်လို့သိရပါတယ်။နိုဝင်ဘာမှာစစ်တပ်ကအပတ်စဉ်20အတွက်စစ်မှုထမ်းခေါ်ယူနေပြီးမေထီလာပြောပွဲ၊ညောင်ဦး၊ကြောက်ပရောင်စတဲ့မြို့တွေမှာလည်းဇက်တိုက်ပေါ်တာဆွဲထားတွေပြုလုပ်နေတယ်လို့သိရပါတယ်။ဆက်လက်ပြီးလေးခေတ်ကရတိကူဘတ်တို့စစ်ကူလာတဲ့စကားစစစ်ကြောင်းကိုဒရုန်းနဲ့တိုက်ခိုက်ရာစကားစ2ဦးသေဆုံးပြီး3ဦးပြင်းထန်ဒဏ်ရာရ နေပြည်တော်ထိတွေ့တိုက်ပွဲမှာစစ်တပ်စစ်ကြောင်းကစစ်လက်နက်ပစ္စည်းအများအများထားပြီးထွက်ပြေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတဲ့လေကိကောအနီးရဲတေကူပတ်တို့စစ်ကူလာတဲ့စစ်ကောင်စီစစ်ကြောင်းတစ်ခုကိုတော်လရင်အင်အားစုတွေကဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့်စကားစတပ်သား2ဦးသေဆုံးပြီး3ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွင်ကစစ်ကောင်စီအနေနဲ့တိုက်ပွဲပြင်းထန်နေတဲ့လေကိကောရဲတေကူပတ်ချလေးကိုတော်လရင်တပ်ဖွဲ့တွေရဲ့နောက်ကျောဘက်မှဝိုက်ပြီးစစ်ကြောင်းတစ်ကြောင်းနဲ့အတင်းတိုးဝင်တာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ဒါပြင်အဆိုပါရသေးကူနောက်ကျောဘက်ကိုအတင်းတိုးဝင်နေတဲ့အဆိုပါစစ်ကြောင်းကိုအားဖြည့်ဖို့အတွက်စစ်တပ်ဘက်မှတပ်မ22လက်အောက်ခံအင်အားတွေနဲ့နောက်ထပ်စစ်ကူစစ်ကြောင်းတစ်ကြောင်းကိုလည်းထပ်မံစေလုခဲ့တယ်လို့သိရပါတယ်။စစ်ကူလာတဲ့အဆိုပါတပ်မ22စစ်ကြောင်းကိုတော်လှန်ရေးအင်အားစုတွေဘက်မှဦးစွာတွေ့ရှိခဲ့ပြီးဒရုန်းနဲ့လက်ဦးမှုယူကာတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တော်လည်းတပ်ဖွဲ့ရဲ့ drone နဲ့တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သား၂ဦးနေရာမှာတင်ပွဲချင်းပြီးတေဆုံးခဲ့တယ်လို့၃ဦးဟာလည်းထိခိုက်ဒဏ်ရာပြင်းထန်တာကြောင့်အရေးပေါ်ဆေးရုံတင်ခဲ့ရတာတွေရှိတယ်လို့ဆိုပါတယ် ဲ့ဒီနေ့ကသူတို့တွေထိုးကြတာပေါ့နော်နောက်ကျောဘက်ကိုထိုးတာကျွန်တော်တို့နောက်ကျောဘက်ကိုတိုးတော့ဒီကောင်တွေအဲ့ဒီနေ့ကနောက်ကနေပြီးတော့နောက်ထပ်စစ်ကြောင်းတစ်ကြောင်းရေသေးကူဘက်ကိုစစ်ကူလာတဲ့အချိန်မှာကျွန်တော်တို့ကစစ်ကူစစ်ကြောင်းကိုဂျုံနဲ့လက်ဦးမှုရယူလိုက်တော့အဲ့စစ်ကြောင်းဖျို့ဖျဲဖြစ်ပြီးတော့နှစ်ယောက်သိသုံးယောက်အရေးပေါ်တင်ရတာပေါ့တခြားထိတဲ့သူတွေလည်းအများကြီးဖြစ်သွားတာပေါ့လို့ရေပြင်ရဲဘော်တို့ကသတင်းဌာနကိုပြောပါတယ် အခုလိုတိုက်ခိုက်ခံလိုက်ရတာကြောင့်ပဲအဆိုပါစစ်ကောင်စီစစ်ကူစစ်ကြောင်းဟာတိုက်ပွဲဖြစ်ပွားရနေရာမှာဆက်လက်ချီတက်နိုင်ခြင်းမရှိပဲစစ်ကြောင်းရပ်တန့်သွားခဲ့ရတယ်လို့သိရပါတယ်။ဒါပြင်မြေပြင်မှာရှိနေတဲ့တော်လှန်ရေးအင်အားစုတွေဘက်မှချိန်မုံရေးရဲဘော်တွေကလည်းရတိခုဘက်ကိုစစ်ကြောင်းတို့ဂျုံဝင်နေတဲ့စစ်ကောင်စီစစ်ကြောင်းတွေကိုတိုက်ခိုက်ခဲ့တာကြောင့်စစ်တပ်ဘက်မှအထိနာကခဲယမ်းပစ္စည်းအမြောက်များနဲ့လက်နက်များပါထားခဲ့ရပြီးစစ်ကြောင်းလိုက်ပြန်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။ ဒရုန်းနဲ့အတိုက်ခံလိုက်ရတော့ဒီကောင်တွေစစ်ကူစစ်ကြောင်းကလည်းရှေ့ကိုမရောက်နိုင်တော့ဘူး။ရှေ့ကတိုးဝင်နေတဲ့ဘက်မှာလည်းချင်းမုံကြီးရဲဘော်တွေနဲ့ထိတွေ့မှုဖြစ်တာပစ္စည်းတွေကိုအကုန်ထားပြီးထွက်ပြေးသွားကြရတာပေါ့လို့အဆိုပါရဲဘော်ကဆက်ပြောပါတယ်။လက်ရှိမှာမြောက်ရီမြို့နယ်အတွင်းရှိ၄ကီကော်ဒေသတဝိုင်းမှဆွေတော်ကုံအောက်ခြေပတ်ချလိုက်နေရှစ်သိကူတဝိုင်းမှစစ်ကောင်စီနဲ့တော်လန်ရေးအင်အားစုတွေကြားထိတွေ့တိုက်ပွဲတွေပြင်းထန်နေပြီးတော်လန်ရေးဘက်ကစစ်ကောင်စီအလောင်းလက်နက်အချို့သိမ်းဆည်းရရှိတာတွေရှိတယ်လို့စစ်ကောင်စီဘက်မှအလင်းဝင်ရောက်လာသူတွေလည်းရှိတယ်လို့သိရပါတယ်။ စစ်ကောင်စီဟာမြဝတီနဲ့တင်ကန်းညီနောင်တို့ကိုရရှိပြီးတဲ့နောက်လေကေကော်မျိုးကိုထပ်မံထိုးစစ်ဆင်လာတာဖြစ်ပြီးအခုအခါမင်းလက်ပံဖလူလေးချေးရွာကိုပါပြန်လည်စုမုံနိုင်ဖို့ကြိုးပမ်းနေတာတွေရှိတယ်လို့သိရပါတယ်။ကျမရဲ့တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။